ယ်ချက်လေးကတော့ဒီမြန်မာစာလုံးကိုတန်ဖိုးထားလို့ပေါ့နော်ခေဝါရှောက်လိုက်တဲ့အချိန်မှာဘယ်သူမှအဲ့လိုမျိုးမမြင်တော့ကျွန်တော်ကတော့ Miss Grand မြန်မာမှာ Miss Grand Tachile City Driver မင်းထပ်ပိုင်းနေဖြစ်ပါတယ်ခင်ဗျာ။အဲဒီဘက်ကတော့ကျွန်တော်ရဲ့ကလေးပေါ့နော် Miss Grand Tachile 2025 Ranger Sanra လို့ခေါ်ပါတယ်ခင်ဗျာ။အော်ဒီ Miss Grand ကကျတော့ အာအဓိကအဖြစ်ကျွန်တော် Instagram မှာသဘောကျတဲ့အချက်တွေကတော့ performance ဘိုင်းနဲ့ပတ်သက်လို့ရှိရင်အားကောင်းတယ်။ဟိုတာမန် miss point တွေတပွဲပြိုင်ပြီဆိုလို့ရှိရင်ဒီ entertainment ဘိုင်းမှာအားနေတဲ့ဟာတွေအများကြီးရှိတယ်။ဒါပေမဲ့ miss grand လို့ပြောလိုက်တာနဲ့သူစီမှာထူးခြားချက်အနေနဲ့ကဒါ performance ဒီဟန်ကောင်းတယ်။အာဘယ်ပွဲနဲ့မှမတူအောင်သူစီမှာ challenge တွေနဲ့အမိုက်စားလုပ်တယ်။ဟို challenge activity အသေးလေးအစားလို့အမိုက်စားလုပ်တဲ့အတွက်အစားကြတဲ့ကျွန်တော်ရဲ့ favorite ထဲမှာ miss grand ပါပြီးသားပေါ့နော်။ဟာအခု comment ကလည်း ့ Miss Grand မြန်မာမှာ license ယူလိုက်ပြီဆိုတော့ကျွန်တော်အနေနဲ့က Touch Lake ကကျွန်တော်မျိုးလည်းဖြစ်တော့ Miss Grand Touch Lake လုံမယ်ဆိုပြီး season ထားတာပေါ့ဒါပေမဲ့အအကြောင်းမျိုးကြောင့်ဒီငလင်မီပါတွေနဲ့ပြည်သူတွေဝမ်းနေတဲ့အချိန်ကြီးကာလတစ်ခုမှာပွဲလောက်ပွားပြီးမှမဖြစ်နိုင်တော့ကျွန်တော်ဒါပဲဒါကျွန်တော်တင်နန်းတူပဲပေါ့နော်ကျွန်တော်ကတော့တော့တနန်းတူဒါပေမဲ့သူကပြိုင်မလားမိလေးပြိုင်မယ်ဆိုတော့လာအဆုံလောက်ကြမယ်ဆိုတက်စတင်နဲ့ပဲရေးပြီးတော့ဒါပြန်ဖြစ်သွားတာပေါ့နော်။တမီးကတော့ရှန်ကချင်ပေါ့နော်။ကပြာမလေးတယောက်ဖြစ်ပါတယ်ရှင်။ ။တမီးရဲ့စာတရားတော့တည်ရှင်းပြမြောက်ပါရပါ။ရွေချက်လေးကတော့တည်မြမစာလုံးကိုတန်ဖိုးထားလို့ပေါ့နော်။ပို့ပြီးတော့ထင်ပေါ်ရှင်းတယ်။ပြီးတော့တည်ဆလွယ်ရဲ့အတိတ်ပဲကိုပို့ပို့ပို့ပြီးတော့ဖော်ဆောင်ရှင်းတာပေါ့နော်။အဲအကြောင်းအဲ့လိုလေးပြောဖြစ်တာပါ။ပြီးကျွန်တော်ဒီနေ့ဝက်လာရဲ့ဝက်စုံဆိုရင်ပေါ့နော်။အာဒါညီမပန်းခနှုတ်လေးရွှေနဲ့လောက်ထားတာအောင်မှာကျွန်တော်တို့ဒါကြောက်အပြာနဲ့ဗောနော်ဒီနေ့က navy blue tint နေဆိုတော့လေအာဒါမျိုးလေးကိုဆင်မြန်းပြီးတော့အမိုင်စားလေးပွက်ထလာတာဗောနော် ပြောတော့ပြောတတ်တယ်ဒါပေမဲ့နည်းနည်းတော့ဝဲတာပေါ့နော်ဟုတ်ဆရာတော့အကောင်ဆုံးပေါ့နော် support ပေးတယ်ဒီစိတ်တိုက်ပိုင်းဆိုင်ရာရော casual ပိုင်းကအစတိဝတ်စုံပိုင်းကအစအကုန်လုံးပေါ့နော်ဆရာနဲ့တင်အဲ့လိုမျိုးပြီးပြီးဆုံးအောင်ကိုအဲ့လိုမျိုးလှုပ်တာပေးရ support ပေးတာအဲ့လိုမျိုးပေါ့နော်အရင်အားရှိတယ်ဆရာတရားနဲ့တင်အဲ့မျိုးလုံလောက်ပြီးတော့တည်ပြိုင်ပွဲကိုအဲ့မျိုးကိုကိုကိုကွန်ဖီဒန့်အပြင်းနဲ့ရှင်ပြိုင်နေပါတယ်လို့ပြောချင်ပါတယ် ။ဟိုခဲဘပိုင်းတော့အရင်ယုံကြည်မှုရှိတဲ့အပိုင်းတစ်ခုပေါ့နော်။ဆရာလည်းတော်တော်လေး train ထားပေးတော့ပေါ့နော်။အရင်ဟို confident ပြည်တယ်အမျိုးခဲဝါရှာလိုက်တဲ့အချိန်မှာဘသူ့မှာအဲ့လိုမျိုးမမြင်တော့ကိုအတော့ပါဆုံးဆိုတော့စိတ်နဲ့ confident အပြည့်နဲ့ရှောက်ဖြစ်တယ်အဲ့လိုမျိုးအာအသေးစိတ်ကအစားအဲ့လိုမျိုးအကောင်းဆုံးဖန်တီးမယ်ပေါ့နော်အကောင်းဆုံးချပြမယ်ခဲဝါပိုင်းဆိုလဲခဲဝါပိုင်းအလျောက်ပေါ့နော် ီဝတ်စုံဝတ်စုံပိုင်းတွေရောဖက်ရှင်ပိုင်းတွေရောအကုန်ချပြမယ်ဝတ်စုံတွေဆိုလို့ရှင်လည်းဒါကျွန်တော်တို့အစားဒီဇိုင်နာတွေစီရပဲစီစဉ်ထားပါဗောဒါပေမဲ့ဟိုအများသားဖြင့်ဒီမစ်ပွဲမှာဆင်းတဲ့ဟာတွေကတော့ရှေ့ပွဲဝတ်ပြီးသားတွေအဲအဲ့လိုတွေများတော့ကြတော့ဒီဝတ်ဒီနေ့ဝတ်စုံဆိုလဲဒါကျွန်တော်ကိုယ်တိုင်ချုပ်ပေးထားသူနဲ့တူတူသူလဲပါတာပေါ့နော်သူကတော့ဘေးကကြောက်ကအဲ sequence ထိုးဘာညာတို့လောက်ကူရဲ့ညဆိုရင်ကျွန်တော်တို့တနာရီလောက်မှအေးရနေတိုင်းပေါ့မနက်ဆုံး9:00ထတော်တော့ကြာပါပြီ ပွဲစကလေးကတော့30ရက်နေ့ကလေးကပေါ့ဒီနေ့တူအရင်မှာတူဟုတ်ကဲ့ပွဲစစကလေးရပဲ mission နဲ့ caution နဲ့ကိုယ်တိုင်ပဲလုပ်ကြရကျွန်တော်တို့ organization member တွေနဲ့ပေါ့နော်အဲကျွန်တော် organization မှာကျွန်တော်တို့ဒီအခြားတော့ assistant တွေ assistant general manager တွေဒါအတူတူပေါင်းပြီးတော့ကျွန်တော် organization အိမ်မှာပဲသူ့လည်းဒီ organization အိမ်မှာပဲအခန်းတစ်ခန်းနဲ့ပေးထားလိုက်တယ်မနေ့ဆိုသူသွားညဆိုပြန်လာမနေ့သူသွားခင်နေ့ဆိုအဲဘာလို့လဲလိုတဲ့ဟာကိုပြင်ဆင် ြန်လာပြီဆိုလဲသူမနာခံအိုက်တိုင်းလာရိုက်ကျင့်လို့ပေါ့အဆုံးလောရတာလေတော်တော်ပင်ပန်းနေပါရဲ့ခုကြည့်ပြောငါဘာလေးလို့အပင်မလဲသူ့ကိုစိုးရင်နာအဓိကသူကအစ်စ်ဖြစ်တယ်အစ်စ်ဆိုတာဟိုပွဲနဲ့ပတ်သက်ပြီးမှတွေ့ကြုံမှမရှိဘူးဒီနေ့ဆိုသူမလျှောက်မရှင်းတနာစိုးရင်နာပေါ့နော်စင်မမအဲရှောက်တင်များတုံနေမလားဩဘာများဖြစ်သွားမလဲဆိုပြီးတော့ကြည်နေဒါပေမဲ့ဟိုသူအကောင်းဆုံးဆုံးလောက်ပြသွားနိုင်တယ်ပေါ့နော်ဟို perfect မဖြစ်နေတောင်မှဟိုတရားရဟန်တောင်မပြည့်နေတောင်မှ80လောက်ကတော့ဒါ သူ့အတွက်တော့လွယ်ပြောအတတယောက်နေနေတော့ကောင်းတယ်လို့ကျွန်တော်နေနေတော့ပြောလို့ရတယ်အဲ့တော့ဟိုလေးချင်းခံနေပေးထားတာတွေလည်းဒါသူကောင်းကောင်းလေးလုပ်နိုင်တယ်ဟိုဆိုအဆင်ပြေပါတယ်နောက်ပိုင်းလဲဟိုဥမာပေါ့မနေ့ကဘာလုပ်မယ်ဆိုအဲ့ညာနဲ့ပတ်တိုင်ကျွန်တော်ကညကလေးအသေးစိတ်ပြင်ဆင်တာဆိုတော့ဟိုလိုအပ်ချက်ကတော့တတ်နိုင်ဆုံးနည်းအောင်ကျွန်တော်တို့စူးစမ်းသွားပါမယ်လို့